မတန်ဆွမ်းဖြစ်လျက်နဲ့အမေကိုလိုချွေးပြုစုတဲ့ဥထုံးရွှေကိုရာသပန်တောင်းဝင်ရှိသွားတော့မယ်အလို့ရှိရင်အားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါရီ မန်လေးမှနေတိုင်းတဲ့ဦးထွေးရွှေရဝီချဲဟောင်းလေးနဲ့ဘူးကုံလေးတွေကိုလိုက်ကောက်ပြီးတော့အမေကိုလွတ်ကျွေးနေတာကြောင့်နမဲကြီးသွားခဲ့သူပါသူကိုယ်တိုင်ကလည်းအသက်အရွယ်ကျန်းနေပြီဖြစ်ပေမဲ့သူ့ရဲ့အမေကိုဘူးကုံကောက်လို့ရှာတဲ့ငွေနဲ့စောက်ရှောက်ပေးနေပါရင်မိဘကလွတ်ကျွေးပြုစုတဲ့ကြိုးကျေးဇူးကြောင့်ပဲခုဆိုရင်တော့ဦးထွေးရွှေနဲ့သူ့အမေကိုရှာသက်ပန်စောက်ရှောက်ပေးမယ်အလို့ရှင်လေးပေါ်ပေါက်လာခဲ့ပါပြီဦးထွေးရွှေနဲ့သူ့မိကမန်လေးကန်တော်ကြီးအနောက်ကအိယာထုံးနယ်ကုန်းရွာမှာနေထိုင်တာဖြစ်ပါတယ် ။ဦးထွန်းရွှေကခြေတော်မတန်သူဖြစ်ပြီးတော့ဝီချဲလေးကိုလက်နဲ့တွန်းပြီးတော့သွားလာရှာတာပါ။ဦးထွန်းရွှေကသူ့ရဲ့ဝီချဲလေးပေါ်မှာဘူးကုန်လေးတွေကိုတင်ပြီးတော့သွားရောင်းလေးရှိပါရင်။အမေတကူသားတကူဘွားမှာအမေအိုကြီးကိုစီးရီဝဲပေးတယ်လို့နေ့စဉ်ဝီယာဝိစရီလေးလုပ်ပေးနေပါရင်။ကိုရိုင်းကမတန်ဆွမ်းဖြစ်ပေမဲ့လည်းအမေကိုစောက်ရှောက်ပေးသူဖြစ်တာကြောင့်ကိုကြီးပရဟိတကနေတစင်လူတန်းပေးသူပေါ်လာခဲ့တာပါအလို့ရှင်တွေကဥထုံးရွှင်နဲ့သူ့အမေကိုရှာသက်ပံမွေးစားလိုက်တာဖြစ်ပြီး တသက်တာတွင်စားတောင်းစီစီဘွားကားတွေကိုလာစင်လူနဲ့ပြီးသွားမှာဖြစ်ပါရင်ဥတို့ရှင်နေသူမိကိုတက်ရှင်နေကာလာဘက်လုံးမှာထောက်ပတ်သွားမှာဖြစ်ပြီးသူရဲ့စိတ်ထားလေးကိုဂုံပြုလိုက်တာဖြစ်ပါရင်ဥတို့ရှင်ကအမေကိုအိမ်လေးပြန်ပြေးပြီးတော့ဆောက်ပေးခြင်းနဲ့ဆန္ဒရှိပါရင်ဒီဆန္ဒကိုတော့ပြေအောင်ကိုကြီးပရိဒါကအကူအညီပေးလိုက်ပြီးအလူရှင်နေပေါ်လာခဲ့ပါရင်အိမ်တွေသိန်းလေးဆယ်ရှာထားပြီးနောက်အလူရှင်နေကချက်မှန်ထည့်ဝင်လာပါရင် ။ဒါကြောင့်မလို့မုံရတီမှာမုံရည်တွေမရှိတော့ပဲအေးအေးဆေးဆေးနေထိုင်နိုင်တော့မှာပါ။ဝေးချန်ဟောင်းလေးကိုလက်နဲ့တွန်းပြီးတော့သွာလာရှာတဲ့ဥထုရှိအတွက်ဘက်ထရီဆိုင်ကယ်တစ်စီးကိုလည်းအလူရှင်တွေကလူဒန်းပေးလိုက်ပါသေးတယ်။ဘက်ထရီဆိုင်ကယ်လေးဟာမတန်ဆွမ်းဖြစ်တဲ့ဥထုရှိအတွက်အဆင်ပြေအောင်လို့တေချာထုတ်လုပ်ပေးထားတာဖြစ်ပြီးဝေးကုန်ကြလေးများပါတယ်။အပြာရောင်ဘက်ထရီဆိုင်ကယ်လေးဖြစ်အောင်မကဆိုင်ကယ်ရဲ့အနောက်မှာဘိုးကုန်နေတင်လို့ရအောင်နေရာလေးပါဝင်ပါသေးတယ်။အလေးချိန်နဲ့ခဏရေးရှိအောင်တန်နဲ့တူချင်ထားတာဖြစ်ပြီးဥထုရှိကိုအဆင်ပြေပြေသွားလာနိုင်အောင်လူဒန်းပေးလိုက်တာပါ။ဘက်ထရီဆိုင်ကယ်လေးဖြစ်လို့အာသွင်းယုံနဲ့လို ွက်ပြီးတော့ဓာတ်စီထည့်စရာမလိုတာကြောင့်စီပိုးလည်းမကုန်တော့ပါဘူး။ဘက်ထရီအသင်းပြီးတော့မောင်းနေနိုင်မှာဖြစ်တဲ့ပြင်ကီလိုမီတာဘလောက်ထိသွားနိုင်မလဲဆိုတာကိုလည်းပြသပေးပါသေးတယ်။ဥတွန်းရွှေရောင်ဒီလက်ဆောင်ကြီးကိုရမယ်လို့မထင်တာပဲ။အခုတော့ဝီချဲဟောင်းလေးကိုလည်းနဲ့တွန်းပြီးတော့သွားစရာမလိုတော့ပါဘူး။ဥတွန်းရွှေကမတ်တက်မရနိုင်နဲ့မတန်ဆွမ်းတယောက်ဖြစ်ပေမဲ့လည်းအမေကိုထမင်းဟင်းနဲ့ချက်ချေးပေးတယ်လို့အင်တန်ရှဲတွေလည်းသူ့တယောက်ချဲပဲလုပ်ပါရီ။ ။အမေနဲ့သူ့ရဲ့ဝတ်စားတွေကိုလည်းကိုတိုင်းလျှော်ပြီးတော့အမေကိုနောက်ဆုံးချေတိပြုစုသွားအောင်ပါပါ။အွန်တိုရွှေရဲ့စိတ်ထားလေးကိုလေးစားတာကြောင့်ပရိုက်တာပြိပမဲ့ကြောင့်ကဆရာတော်နဲ့သခိုင်းတိလာရှင်ကြောင့်ကဆရာလေးတွေကလည်းစံတွင်စားစရာတွေကိုလှူဒန်းပေးလိုက်ပါရီ။ ကျမကြီးမကောင်းတဲ့အမေကိုမတန်ဆွမ်းနေကြကနေပြုစုလုပ်ကြွေးတဲ့ကြိုးကျေးစုကိုတော့ဥထုရွှေကဒီဘွားမာရင်ရသွားခဲ့တာပါ။ကိုညီမဲ့သူလည်းပေါများလာပြီးတော့စေးဘိုးနဲ့စားသောက်စီမပူပန်ရတော့တဲ့တွေအသက်ကြီးနေတဲ့ဥထုရွှေလည်းအရင်ကလာမှပြင်ပန်းတော့ပါဘူး။မတန်ဆွမ်းတယောက်ဆိုပြီးတော့အကြောင်းပြချက်တွေမပေးဘဲအမေအိုကြီးကိုပြုစုပေးခြင်းနဲ့ တသက်တာတွင်မပူပန်ရတဲ့ဦးထင်းရွှေလည်းအသက်ရှင်ကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစေဝင်စားစရာအကောင်းတဲ့ဆယ်လီလေးနုပညာရှင်တွေရဲ့အသိနဲ့တူပြန်လာခဲ့ပါအောင်မရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါမယ်။